တည်ဆုံသွားတဲ့သူကိုတကြုံရန်ပြင်ဆင်နေချိန်မှာပဲရုတ်တရက်ထထိုင်လာပြီးအသက်ပြန်ရှင်လာလို့ထွက်ပြေးကြရတဲ့အဖြစ်မိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အမှန်တကယ်ဆိုရင်တော့တည်ဆုံသွားသူတွေကပြန်ရှင်လာနေဆိုတာတခါတလေမှသာကြုံဖို့ကြတာဖြစ်ပြီးတချို့ဆိုရင်တော့မျောသွားချိန်မှာမြေမြုပ်တကြုံမိရာတွေကိုအိမ်မက်ပေးလာမှသိရတာတွေကိုလည်းကြုံဖို့ကြမယ်ထင်ပါတယ်။အခုတခါမှလည်းဒီအမျိုးသားကတော့အလုံးကတည်ပြီလို့အထင်နဲ့တကြုံဖို့အလုံးကပြင်ဆင်ထားခဲ့ကြပါတယ်။ ဒါပေမဲ့လည်းဒီအမျိုးသားကကံကောင်းထောင်းမစွာနဲ့အသက်ဘေးကလွတ်လာခဲ့တာပါဒီဖြစ်စဉ်ကတော့ကချင်ပြည်နယ်ဖားကန်းမြို့နယ်လုံခင်းကျင်းရွာမှာဇွန်လ14ရက်နေ့ကဖြစ်သွားခဲ့တာဖြစ်ပြီးတနက်တရံနဲ့လဲကျတည်ဆုံးနေသူကိုတကြုံရန်ပြင်ဆင်နေစဉ်အသက်ပြန်ရှင်လာလို့ကုညီသူတွေထားပြေးခဲ့ရတာပဲဖြစ်ပါတည်ဆုံးခဲ့သူအမျိုးသားကလုံခင်းကျင်းရွာကောင်းထမင်းဆိုင်လမ်းကြားမှာ ဇွန်14ရက်မနက်ပိုင်းကတနက်တန်ရနဲ့လဲကျသေးဆုံးနေတဲ့အတွက်ကျင်းရွာနိုင်ကူညီရေးအဖွဲ့ကဇယက်မှာထားရှိကတကြိုပေးရန်စီစဉ်ခဲ့ကြတာပါ။မျက်မြင်တချို့ကတော့အဲကနေညနေပိုင်းမှာအလောင်းကထွက်ထိုင်လာလို့ထွက်ပြေးကြရကြရင်မင်းညကပြစ်တက်ခဲလို့မတည်ပဲကြံခဲ့သူဖြစ်ပြီးတနက်တန်ရရထားတယ်။ကံကောင်းတာကသွေးထွက်မလွန်တာပါ။ကျွန်တော်တို့လည်းတွေ့တွေ့ချင်းတော့တည်ပြီးဆိုပြီးအလောင်းတကြိုပို့ပြင်ခဲ့ကြတာ။ဒါပေမဲ့လည်းတကြိုမဲ့အချိန်ကြာမှမတည်သေးပဲထထိုင်လာကြအောင်အလောင်းကလန်သွားခဲ့ကြတာပါ။ တူထထိုင်လာလို့တကြိုမဲ့သူတွေတောင်ထွက်ပြေးကြရတယ်လို့ဆိုပါယ။ဒါအပြင်ဒီလူကတော့ခေါင်းကိုထိထားတယ်လို့သိရပြီးအဲ့လူစီကနေဘယ်လိုပဲပုံအပြစ်ခံရတယ်ဆိုတာသိရမှာပါ။လက်ရှိတော့ဘာမှမသိရသေးပဲအခုလိုအသက်ပေးကလွတ်လာတာကပဲဝမ်းသာစရာပါ။လက်ရှိအချိန်ထိရောအသက်ပြန်ရှင်လာသူမြည်သူမြည်ွားဆိုတာကိုမသိရသေးတဲ့အပြင်ဘယ်လန်းနဲ့ကင်အဖွဲ့စီကပြစ်ခတ်သွားသည်ကိုလည်းမသိရသေးပါဘူး။ အားလုံးလည်းအသွာလာအနေတိုင်းဆင်ကျင်ကြဖို့တတိပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါရှင်။နောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြပါမယ်ရှင်။ခြေလက်မတန်စကားလည်းမပြောတတ်သူကလင်းငယ်ကိုစွန့်ပစ်သွားတဲ့သူများမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ခုနောက်ပိုင်းမှာတော့စီးပွားရေးအဆင်မပြေမှုတွေကြောင့်စွန့်ပစ်သူတွေများလာသလိုကလင်းအလုပ်သမားတွေလည်းပေါများလာပါတယ်။မိဘတော်တော်များများကတော့ကလင်းတွေကိုရှာရင်ရသလိုမွေးတယ်။ပြီးရင်စွန့်ပစ်ကြတယ်။ဒါမှမဟုတ်ရင်လမ်းလျှောက်တက်တာနဲ့ခိုင်းစားတက်ကြပါသေးရဲ့။ကျမတို့ကြောင်းနေရမယ်။ ကျောင်းနေတဲ့ကလေးတွေကျောင်းကနေမှမရှိပဲလက်ဖိအဆိုင်မှာအတုပ်ဆိုင်မှာဈေးရဆိုင်တွေမှာရှိနေရကိုထူးဆန်းပွေအရာရဲ့လို့မမြင်နိုင်ကြတော့ပါဘူး။စင်ရဲတဲ့မကြွေးနိုင်တဲ့မိဘများကသားသမီးတွေကိုအဝေးလေးနဲ့နဲ့စင်ဘဝကျွေးရုံနဲ့ခိုင်းလို့ရတယ်လို့တည်နေကြပါခိုင်းလဲခိုင်းနေကြတာပါ။အဲ့လိုပဲစင်ရဲတဲ့မိဘများအနေနဲ့ကလည်းသားသမီးကိုခိုင်းစားလို့ရနိုင်မှန်းသိရမို့ကျောင်းထားပေးမဲ့လူရှိရင်တောင်မှမထားချင်တော့ဘူး။ ကိုရိုင်ကအလုံးမလုံးပဲသားသမီးတွေကိုကြောင်းနှောက်အလုံးလောက်ခိုင်းပြီးတော့အရက်ထိုင်တောင်းနေတဲ့အဖေဖဲလဲရိုက်နေတဲ့အမေမျိုးတွေကိုလည်းရှိပါစနေနေ့အရွယ်သားကိုအရက်ဆိုင်မှာလဆာကောင်းလို့ဆိုပြီးလောက်ခိုင်းပါကလေးကစနေနေ့နဲ့အရက်ဆွဲနေပါပြီရှင်းနေအရွယ်သမီးလေးကိုအိမ်ပေါ်လုံးပုတ်ထဲလိုက်တဲ့အမေပဲလဆာ6လဆာလောက်ယူပြီးတော့ကလေးပျော်တီလားမပျော်တီလားမသိနှိမ့်ဆက်နေလားမနှိမ့်ဆက်နေလားလည်းမသိ ပစံရဖို့တခုပဲတည်ရဲ့အမေတွေအဖေတွေလည်းအများကြီးပါနောက်ပြီးဒီလိုမိဘတွေလက်ထဲကိုစမ်းမာရင်မကောင်းတဲ့သူမျိုးပါလာရင်တော့ခိုင်းမရတာကြောင့်စွန့်ပစ်တတ်ကြပါယ်ဒီထဲမှာတော့အသက်ရှင်နှစ်အရွယ်မတန်ဆွမ်းကလေးတယောက်လည်းပါပြီးဒီကနေ့မှာစွန့်ပစ်ခံခဲ့ရတာပဲဖြစ်ပါယ်ဒီဖြစ်စဉ်ကတော့ရန်ကုန်တိုင်းမြောက်ဥက္ကလာပါမြို့နယ်မဲလမှုဖျားဝင်းအတွင်မှာဖြစ်သွားခဲ့တာ ဖြစ်ပြီးယနေ့မနက်နနက်စင်တိုင်းဝင်းကျင်လောက်ကမဲလမှုဖျားဝင်းအတွင်ခြေလက်မတန်စကားလည်းမပြောတတ်သူကလေးငယ်ကိုလာရောက်စွန့်ပစ်သွားခဲ့ပါယ် ဇွန်လ16ရက်မနက်ပိုင်းကအမျိုးသမီးတဦးကနေလာရောက်ဆွန့်ပစ်သွားတာဖြစ်ပြီးကလေးမခြေလက်မတန်းစကားလည်းမပြောတတ်ရှည်လည်းမတော့တတ်ပေပိုက်နဲ့ဆုတ်တော့မှအဆင်ပြေသူတယောက်ဖြစ်ပါတယ်။ဆွန့်ပစ်ခံရသူကအသက်ခမန်းရှင်းနေရွယ်မင်းကလေးငယ်တဦးဖြစ်ပြီးမိဘတွေကစီးပွားရေးအဆင်မပြေမကြွေးနိုင်တော့လို့ဆွန့်ပစ်သွားခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ဖျားဝင်းတွေကပရဟိတသမားတချို့ကစောက်ရှောက်ပြီးသားပါတယ်။ WeChat နဲ့ယခုပုံမှာကုညီနိုင်သူမြောက် ကူညီပေးကြပါလို့လည်းမြစ်တာရက်ခံလာခဲ့တာပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမိဘတော်တော်များများကတော့တာသမီတွေကိုထမင်းလေးဝါရံကျွေးပြီးအရွယ်မရောက်သေးဘူးတောင်းခိုင်းကျင်နေကြတာဖြစ်ပြီးဒီလိုမိဘမျိုးတွေနဲ့နောက်နာမတွေ့ပါစေနဲ့လို့ဆုတောင်းပေးပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။တည်ဆုံသွားတဲ့သူကိုတကြုံရန်ပြင်ဆင်နေချိန်မှာပဲရုတ်တရက်ထထိုင်လာပြီးအသက်ပြန်ရှင်လာလို့ထွက်ပြေးကြရတဲ့အဖြစ်မိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ အမှန်တကယ်ဆိုရင်တော့တည်ဆုံသွားသူတွေကပြန်ရှင်လာနေဆိုတာတခါတလေမှသာကြုံပူကြတာဖြစ်ပြီးတချို့ဆိုရင်တော့မျောသွားချိန်မှာမြေမြုပ်တကြုံမိရာတွေကိုအိမ်မက်ပေးလာမှသိရတာတွေကိုလည်းကြုံပူကြမယ်ထင်ပါတယ်။အခုတခါမှလည်းဒီအမျိုးသားကတော့အားလုံးကတည်ပြီလို့အထင်နဲ့တချို့ကအားလုံးကပြင်ဆင်ထားခဲ့ကြပါတယ်။ ဒါပေမဲ့လည်းဒီအမျိုးသားကကံကောင်းထောက်မစွာနဲ့အသက်ဘေးကလွတ်လာခဲ့တာပါဒီဖြစ်စဉ်ကတော့ကချင်ပြည်နယ်ဖားကန်းမြို့နယ်လုံခင်းကျင်းရွာမှာဇွန်လ14ရက်နေ့ကဖြစ်သွားခဲ့တာဖြစ်ပြီးတနက်တန်ရနဲ့လဲကျတည်ဆုံးနေသူကိုတကြုံရန်ပြင်ဆင်နေစဉ်အသက်ပြန်ရှင်လာလို့ကုညီသူတွေထားပြေးခဲ့ရတာပဲဖြစ်ပါ යි တည်ဆောင်းခဲ့သူအမျိုးသားကလုံခင်ကြီးရွာကောင်းထမင်းဆိုင်လမ်းကြားမှာဇွန်14ရက်မနက်ပိုင်းကတနက်တန်ရနဲ့လဲကျတည်ဆောင်းနေတဲ့အတွက်ကြီးရွာနိုင်ကူညီရေးအဖွဲ့ကဇယက်မှာထားရှိကတချို့ပေးရန်စီစဉ်ခဲ့ကြတာပါ။လက်မီတချို့ကတော့အဲကနေညနေပိုင်းမှာအလောင်းကထွထိုင်လာလို့ထွက်ပြေးကြရကြရင်မင်းညာကပြစ်တက်ခဲလို့မတည်ပဲကြံခဲ့သူဖြစ်ပြီးတနက်တန်ရရထားတယ်။ ။ကံကောင်းတာကသွေးထွက်မလွန်တာပါ။ကျွန်တော်တို့လည်းတွေ့တွေ့ချင်းတော့တေးပြီဆိုပြီးအလားတကြုံဖို့ပြင်ခဲ့ကြတာ။ဒါပေမဲ့လည်းတကြုံမဲ့အချိန်ကြမှာမတည်သေးပဲထထိုင်လာကြအောင်အလုံးကလန်သွားခဲ့ကြတာပါ။ တူထထိုင်လာလို့တကြိုမဲ့သူတွေတောင်ထွက်ပြေးကြရတယ်လို့ဆိုပါယ။ဒါအပြင်ဒီလူကတော့ခေါင်းကိုထိထားတယ်လို့သိရပြီးအဲ့လူစီကနေဘယ်လိုပဲပုံအပြစ်ခံရတယ်ဆိုတာသိရမှာပါ။လက်ရှိတော့ဘာမှမသိရသေးပဲအခုလိုအသက်ပေးကလွတ်လာတာကပဲဝမ်းသာစရာပါ။လက်ရှိအချိန်ထိရောအသက်ပြန်ရှင်လာသူမြည်သူမြည်ွားဆိုတာကိုမသိရသေးတဲ့အပြင်ဘယ်လန်းနဲ့ကင်အဖွဲ့စီကပြစ်ခတ်သွားသည်ကိုလည်းမသိရသေးပါဘူး။ အားလုံးလည်းအသွာလာအနေတိုင်းဆင်ကျင်ကြဖို့တတိပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ခြေလက်မတန်စကားလည်းမပြောတတ်သူကလေးငယ်ကိုစွန့်ပစ်သွားတဲ့သူများမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ခုနောက်ပိုင်းမှာတော့စီးပွားရေးအစီအမပြေမှုတွေကြောင့်စွန့်ပစ်သူတွေများလာသလိုကလေးအလုပ်သမားတွေလည်းပေါများလာပါတယ်။မိဘတော်တော်များများကတော့ကလေးတွေကိုရှာရင်ရသလိုမွေးတယ်။ပြီးရင်စွန့်ပစ်ကြတယ်။ဒါမှမဟုတ်ရင်လမ်းလျှောက်တက်တာနဲ့ခိုင်းစားတက်ကြပါသေးရဲ့။ကျမတို့ကြောင်းနေရမယ်။ ကျောင်းနေတဲ့နဲ့ကလေးတွေကျောင်းတန်းထဲမှာမရှိပဲလက်ဖက်ဆိုင်မှာအတုပ်ဆိုင်မှာဈေးရဆိုင်တွေမှာရှိနေရကိုထူးဆန်းပွေအရာရဲ့လို့မမြင်နိုင်ကြတော့ပါဘူး။စင်ရဲတဲ့မကြွေးနိုင်တဲ့မိဘများကသားသမီးတွေကိုအဝေးလေးနည်းနည်းစေဘဝကျွေးရုံနဲ့ခိုင်းလို့ရတယ်လို့တည်နေကြပါခိုင်းလဲခိုင်းနေကြတာပါ။အဲလိုပဲစင်ရဲတဲ့မိဘများအနေနဲ့ကလည်းသားသမီးကိုခိုင်းစားလို့ရနိုင်မှန်းသိရမှုကြောင်းထားပေးမဲ့လူရှိရင်တောင်မှမထားချင်တော့ဘူး။ ကိုရိုင်းကအလုံးမလုံးပဲသားသမီးတွေကိုကြောင်းနှောက်အလုံးလောက်ခိုင်းပြီးအောင်အရက်ထိုင်တောင်းနေတဲ့အဖေဖဲလဲရိုက်နေတဲ့အမေမျိုးတွေကိုလည်းရှိပါတယ်။ဆနေနေ့အရွယ်သားကိုအရက်ဆိုင်မှာလာစာကောင်းလို့ဆိုပြီးလောက်ခိုင်းပါတယ်။ကလေးကဆနေနေ့နဲ့အရက်ဆွဲနေပါပြီ။ရှင်းနေအရွယ်သမီးလေးကိုအိမ်ပေါ်လုံးပုတ်ထဲလိုက်တဲ့အမေပဲ။လာစာ6လစာလောက်ယူပြီးတော့ကလေးပျော်တီလားမပျော်တီလားမသိနှိမ့်ဆက်နေလားမနှိမ့်ဆက်နေလားလည်းမသိ ပစံရဖို့တခုပဲတည်ရဲ့အမေတွေအဖေတွေလည်းအများကြီးပါ။နောက်ပြီးဒီလိုမိဘတွေလက်ထဲကိုစမ်းမာရင်မကောင်းတဲ့သူမျိုးပါလာရင်တော့ခိုင်းမရတာကြောင့်အဆွန်ပြစ်တတ်ကြပါ යි ။ဒီထဲမှာတော့အသက်ရှင်နှစ်အရွယ်မတန်ဆွမ်းကလေးတစ်ယောက်လည်းပါပြီးဒီကနေ့မှာအဆွန်ပြစ်ခံခဲ့ရတာပဲဖြစ်ပါ යි ။ဒီဖြစ်စဉ်ကတော့ရန်ကုန်တိုင်းမြောက်ဩကလာပါမြို့နယ်မဲလမှုဖျားဝင်းအတွင်မှာဖြစ်သွားခဲ့တာဖြစ်ပြီးယနေ့မနက်နနက်စင်တိုင်းဝင်းကျင်လောက်ကမဲလမှုဖျားဝင်းအတွင်ခြေလက်မတန်စကားလည်းမပြောတတ်သူကလေးငယ်ကိုလာရောက်အဆွန်ပြစ်သွားခဲ့ပါ යි ။ ဇွန်လ16ရက်မနက်ပိုင်းကအမျိုးသမီးတဦးကနေလာရောက်ဆွန့်ပစ်သွားတာဖြစ်ပြီးကလေးမခြေလက်မတန်းစကားလည်းမပြောတတ်ရှည်လည်းမတော့တတ်ပေပိုက်နဲ့ဆုတ်တော့မှအဆင်ပြေသူတယောက်ဖြစ်ပါတယ်။ဆွန့်ပစ်ခံရသူကအသက်ခမန်းရှင်းနေရွယ်မင်းကလေးငယ်တဦးဖြစ်ပြီးမိဘတွေကစီးပွားရေးအဆင်မပြေမကြွေးနိုင်တော့လို့ဆွန့်ပစ်သွားခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ဖျားဝင်းတွေက ပရဟိတသမားတချို့ကစောက်ရှောက်ပေးထားပါတယ်။ WeChat နဲ့ယခုပုံမှာကူညီနိုင်သူများ ကူညီပေးကြပါလို့လည်းမြစ်တာရက်ခံလာခဲ့တာပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမိဘတော်တော်များများကတော့သားသမီးတွေကိုထမင်းလေးဝါရံကျွေးပြီးအရွယ်မရောက်သေးဘူးတောင်းခိုင်းခြင်းတွေကြတာဖြစ်ပြီးဒီလိုမိဘမျိုးတွေနဲ့နောက်နာမတွေ့ပါစေနဲ့လို့ဆုတောင်းပေးပါတယ်။အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။